ပြည်ခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်နေပြည်တော်ပြည်မနာမြို့မှာအပြက်စင်းနဲ့ထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်။ငလျင်လှုပ်ပြီးတဲ့နောက်6ရက်မြောက်ဒီကနေ့ဧပြီလ2ရက်နေ့မှာတော့ဒေသခံတွေကမြို့ရင်းကအပြက်စင်းတွေကိုဆက်လက်ရှင်းလင်းနေကြပြီးတချို့ကလည်းပစ္စည်းတွေကိုထုတ်ပိုးကနေရာရွှေ့ပြောင်းပြင်ဆင်နေတာကိုတွေ့ရပါတယ်။ ဈေးဆိုင်တချို့ပြန်ထွက်နေပေမဲ့တေချာမရှင်းလင်းနိုင်သေးပဲအပြက်စီးတွေကြားထဲမှာပဲဖွင့်လှစ်ရောင်းချနေတာကိုတွေ့ရပါတယ်။ပြင်မနာမျိုးရဲ့နေရာအများပြမှာပြိုပြက်နေတဲ့အဆောက်အဦတွေရှိနေပြီးတချို့နေရာတွေမှာအပုပ်နဲ့နေလှိုင်းထွက်နေပါတယ်။ဂလင်ကျောင်းပလီနဲ့ဖုန်ကြီးကျောင်းတွေလည်းပြက်စီးခဲ့ပါတယ်။မျိုးရင်းကအပြက်စီးတွေကိုဆယ်ရက်နေရာတွေနဲ့ရှင်းလင်းရေလုံးနေပေမဲ့ဆက်ပြစ်စီမလုံလောက်တဲ့အတွက်ခရီးမတွင်မှုလို့ကုညိကယ်ဆယ်ရေးလုံနေတဲ့ပရိုက်တာဖော်ဝင်တူကပြောပါတယ်။လက်ရှိမှာတော့ဒေတာခန့်နေတဲ့အတွက် ဓာတ်စာရေတန့်ဆေးဝါးတုံးရင်နဲ့စားနပ်ရိက္ခာတွေရေးပေါ်လိုအပ်နေရလို့သိရပါဗျ။ပြည်မနာမျိုးကနေရာတချို့မှာဓာတ်စာရေတန့်ခောက်ဆွဲကြောင်အစားအသောက်တွေလှူဒါန်းမှုတွေရှိပြီးလာရောက်ယူသူတွေလည်းများပြားနေရလို့သိရပါဗျ။မြန်မာနိုင်ငံအတွက်နိုင်ငံတကာကစားနပ်ရိက္ခာအသုံးဆောင်အမိုးကမီးစက်အရေးပေါ်ဆေးဝါးလှူဒါန်းမှုတွေရှိပေမဲ့အပြည့်အစုံများခဲ့တဲ့ပြည်မနာမျိုးအတွက်အဲ့ဒီပစ္စည်းတွေရောက်လာတာကိုမတွေ့ရသေးဘူးလို့ပရိုက်တာဖွဲ့ဝင်ကပြောပါဗျ။ လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့နေပြည်တော်အတွင်းငလင်လောက်ခတ်မှုကြောင့်ပျက်စီးမှုဆင်းရဲမှာပြင်မနာမျိုးကငလင်လောက်ခတ်မှုကြောင့်132ဦးသေဆုံးပြီး350ကျော်ဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်။ဒီချက်လက်နဲ့ပတ်သက်လို့တော့မြစည်းမအနေနဲ့တခြားတည်ပြုနိုင်ခြင်းမရှိသေးပါဘူးရှင်။လောကောမီဒီယာကိုဆက်လက်ကြည့်နေမှာပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစည်းမ TV YouTube Channel မှာ Member ဝင်ခြင်းနဲ့ကူညီနိုင်ကြပါမယ်။ Hola, right, Yazzie. Yeah,